တူဒီယိုမှာအသာသွင်းထားလာလို့ထင်မဲ့ရလောက်အောင်အသာကောင်းနေတဲ့ရပုံတိအစိုးရဥမောင်လှလင်းပြမိုင်းရှင်နေဆိုင်အလုံးမင်းကလာပါဗမစ်စနောင်းကနေကျဆူလိုက်ပါတယ်ဒီခေတ်ကြီးထဲမှာတော့ဆိုရှယ်မီဒီယာတွေကတိုးတက်လာပြီးဖြစ်လို့နာမည်ကြီးဖို့ဆိုတာကမခက်ခဲတော့ပါဘူး နမဲကြီးပုံမခက်ခဲတော့ပြင်မဲ့လဲရှစ်ပြီးသားနမဲကိုထိမ့်သိမ့်ဖို့ကတော့မလွဲကူပါဘူးနမဲကြီးအောင်ငွေရှိအောင်နဲ့တချင်းတွေကိုတပုတ်ပြီးတပုတ်ထုတ်နေတဲ့ခေကြီးတဲ့မှာရော့ပုံးသည့်အနုပညာရှင်တွေကလည်းရှိနေပါတယ်တချို့တွေကတော့အနုပညာကိုစီးပွားရေးဖြစ်အသုံးချခြင်းလို့တချင်းတွေတပုတ်ပြီးတပုတ်ထုတ်ပြင်မဲ့လဲအောင်မြင်ကြပါဘူးဥမောင်လာဆိုတဲ့အဖတယောက်ကတော့အသက်60ကျော်80တွင်းရှိနေပြီဖြစ်ပေမဲ့ဂျင်းလင်းပြသားတဲ့အသက်ကြောင့်နမဲကြီးလာခဲ့တဲ့သူပေါင်း အဘဦးမောင်လာကမကွေးတိုင်းတောင်တွင်းကြီးမြို့နယ်လက်သာနှစ်အုပ်စုထမင်းကုန်းရွာမှာနေထိုင်ပါတယ်။ဂီတကိုဝါသနာပါသူဖြစ်တာကြောင့်အတီးမှုတ်အစိုးအကုန်ရပြီးသူ့အတန်ကကောင်းချောင်းကိုတရွာလုံးကတိကျပါတယ်။ တချင်းဆိုရတာကိုသဘောကျတဲ့ဥမောင်လာကယာတော်ထဲမှာအနာယူရင်းနဲ့မြမတချင်းတွေကိုဒီဆိုလေးရှိပါတယ်တွန်တေးသိမ့်တန်ဟင်္ဒရာထွင်ရင်တို့လိုမြမတန်စင်စစ်စစ်တွေကိုသဘောကျလို့အနာယူရင်းနဲ့ဒီဆိုကအနိနာကလူတယောက်ကတော့တစ်တော့မှတင်ပေးလိုက်ပါတယ်အရိကနေဥမောင်လာကနမဲကြီးသွားခဲ့ပြီးအတန်ကောင်းကြောင့်သတိထားမိသွားတော့တာပေါ့ဥမောင်လာကတစ်တော့မှနမဲကြီးနေတာကိုကိုရိုင်းသတိထားမိရဲ့လားဆိုတာမသိပေမဲ့သူ့ကိုအားပေးနေကြတဲ့သူတွေကတော့အများကြီးရှိပါတယ် ဦးမောင်လာကအတန်ကြီးပင်မြက်လဲအတန်ကမတုံတလို့ရိုင်းလေးတော်မရိုင်းသွားပဲကြီးလင်းပြတ်သားတဲ့အတန်ပိုင်ရှင်တယောက်ဖြစ်နေပါတယ်တွန်တေးသိန်းနံဟင်္ဒရာထွင်တို့လိုနမဲကြီးအစိုးတော်ရဲ့တချင်းတွေကိုတပုံစံနဲ့လိုက်တုပ်ပြီးတော့ဆိုတာမဟုတ်ဖဲ ိုပိုင်ပုံစံနဲ့တည်ဆွန်နိုင်သူတယောက်လည်းဖြစ်ပါတယ်။ဥမောင်လာကနမဲကြီးချင်းလိုပေါပင်ဆိုပြတာမဟုတ်ဘဲရင်내ကခန်းစားချက်ကိုထည့်ပြီးတည်ဆွန်နေတာပေါ့။ဒါကြောင့်သူ့အတန်ကိုနားထောင်ပြီးရင်တော့တစုံတယောက်ကိုလွမ်းတယ်လို့ခန်းစားရမှာဖြစ်ပြီးရင်내မှာတခုခုကြံရစ်ခဲ့ပါတယ်။ယာထဲမှာအနားယူရင်းနဲ့တည်ဆိုးတာတောင်ဒီလောက်အတန်ကောင်းတာကြောင့်ကိုပိုင်တချင်းတွေကိုတည်ဆိုးဖို့လည်းအားပေးကြပါတယ်။ ဥမောင်လာကိုတာမန်အတိုင်းကြည့်လိုက်ရင်တော့ဒီလောက်ထိတချင်းဆိုတက်မယ်လို့မထင်ထားကြပါဘူး။ယာရဲမှာအနားယူရင်းနဲ့တာမန်အဝတ်စားလေးဝတ်ပြီးတချင်းတီဆိုနေတာဖြစ်ကောင်းရင်းထဲထိရောက်တဲ့တချင်းတွေဖြစ်သွားပါတယ်။ဒါကြောင့်လူတယောက်ကိုအပေါ်ရန်ကြည့်ပြီးဆုံးဖြတ်လို့မရပဲပညာရှင်ကြီးလည်းဖြစ်နေနိုင်ကြောင်းဥမောင်လာကိုမြင်ပြီးတဲ့နောက်မှာလက်ခံသွားကြပါတယ်။ဥမောင်လာရဲ့အတန်ကစတူဒီယိုမှာအတန်သွင်းထားတာမဟုတ်ဘဲယာရဲမှာပဲတီဆိုနေပေမဲ့ ကြည်လင်နေပြီးသကလုံးတလုံးချင်းစီတိုင်းကပီတာပါတယ်။တန်စင်တွေလည်းမပါဝင်ပဲအလွတ်သီဆိုနေပေမဲ့နားထောင်ရတာကောင်းလို့ brother တေကအဖေကိုတောင်သတိရသွားကြတာပေါ့။ဥမောင်လာနဲ့တရွာတဲ့နေထိုင်သူတွေကတော့နမဲကြီးလာလို့ဂုံယူနေကြပါတယ်။တချင်းတွေကိုသဘောကျတဲ့ဒီဘဘဟာအသက်ကြီးမှနမဲကြီးလာခဲ့သူဖြစ်ပြီးရွယ်ပေါင်းသည့်အနုပညာရှင်တွေကတကယ်ရှိကြောင် brother တေကလက်ခံသွားကြပါတယ်။ ဦးမောင်လာကအသက်ကြီးတဲ့အထိအသံကောင်းနေစေဖြစ်လို့အသက်ငယ်ရွယ်စဉ်တုန်းကအသံဘလောက်တောင်ကောင်းလိုက်မလဲလို့သိချင်နေကြတာပါငယ်ရွယ်စဉ်ကစောင့်ဝင်းနေရေးကိုဦးစားပေးခဲ့ရပြီးအခုလို့ဆိုရှယ်မီဒီယာတွေလည်းမကျေပြန့်သေးတာကြောင့်ဝါသနာကိုတော့ဦးစားမပေးနိုင်ခဲ့ပါဘူးအသက်ကြီးမှဝါသနာကိုအများသိအောင်ခြောက်ပြခွင့်ရပါမယ်လေတကယ်ပါရမီပါသူတယောက်ဖြစ်ကြောင်းပရိသတ်တွေကအသိမှတ်ပြုကြပါတယ် အသက်ကြီးသွားပြီမယ်အတန်ကိုကြီးလင်းပြတ်တောင်းတိဆိုပြနိုင်စေဖြစ်တဲ့ဦးမောင်လာကိုပရိသတ်ကြီးရောသဘောကျရင်လားဆိုတော့ခမမပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ